ဒီနှစ်ကရက90ကျော်ဒီနှစ်ကရက80ကျော်အဲကားရဲ့ရည်သေးတွေကတော့ဒါကပြည့်တက်တာလည်းတည်ရတဲ့အတိုင်းပဲအဲ့တော့ရင်ခုန်စရာကားတွေလည်းပါတယ်အဲ့ဒီပြရင်မခုံဒီကောင်ဝင်မရှိတဲ့ကားတွေအများပြပါရှိရတယ်လေတွေ့ရမှာဖြစ်တယ်ကဲဖြစ်ချင်းရဲ့ထင်မြင်ချက်ကိုတော့ကျွန်တော်တို့ကမီဒီယာမှာကျွန်တော်ဖြည့်ဆွေးခြင်းမပြုပါနဲ့ဆိုတော့ကျွန်တော်တို့ကတန်းပို့မြစ်တရခံထားတယ်အကျိုးထက်အဖြစ်ကိုသွားတဲ့အနေအထားမျိုးတွေအများကြီးရှေ့မှာကြုံခဲ့ပူးတဲ့အခါကျတော့ကြုံနေရတဲ့အခါကျတော့ဒီလိုမျိုးထုတ်ဖို့မပြောတော့အကောင်းဆုံးဖြစ်တယ်လို့ယူဆတဲ့အတွက်ကြောင့်အားလုံးမပြောပါနဲ့ဆိုပြီးတော့မြစ်တရခံထားတယ် ီနှစ်ထဲမှာကျွန်တော်တို့ကကား80ကျော်ရှိမယ်ဆိုပြီးကျွန်တော်ခန့်မှန်းထားတယ်။ဘာကြောင့်ခန့်မှန်းတယ်လို့ပြောရတဲ့လဲဆိုတော့ကျွန်တော်ကဟိုပြဿနာစနစ်ရနှစ်ပတ်ဝင်တဲ့ကားတွေရှိလို့ရှိရင်ကျွန်တော်ကတပတ်နောက်ဆုတ်ပေးရတဲ့အစင်နာလေးရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒရိုးစကားဆင်းကိုကျွန်တော်အတိအကျ lock လုပ်လို့မရသေးဘူးပေါ့နော်။အဲ့ဒါကြောင့်ကား80ကျော်ဆိုပြီးတော့ပဲခန့်မှန်းထားတယ်။အဲ့တော့ကား80ကျော်ဆိုပြီးတော့ပဲယူရအပြင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်နှစ်ကိုနှစ်ကားလုံးကြည့်သွားရင်တော့ကျွန်တော်ရပေါင်း 35ရက်အနည်းဆုံးကြည့်ရမယ်အဲ့ဒီတော့ကျွန်တော်တပတ်ကို6ရက်ကြည့်မယ်တပတ်ကို6ရက်ကြည့်ပြီးတဲ့ခါကျဒီကောင်ကဇန်နဝါရီလဆန်းနောက်ထပ်ကျွန်တော်ရောက်သွားတယ်အဲ့ပြီးတော့ခါကြတော့မှဒီရ Richard Reset ကိုမှမဒီရအစဉ်ပြန်ကြည့်တဲ့ကာစင်းတွေထွက်လာမယ်။အဲ့ကားတွေကိုကျွန်တော်ဒီရအစဉ်ပြန်ကြည့်ကြမယ်။ဆိုလို့ရှိရင်ကျွန်တော်ကဒီအကဲဖြတ်ခြင်းလုပ်ငန်းစဉ်ကတော့ January လဝက်လောက်ဆိုရှင်အဲပြီးဆုံးမယ်လို့တော့ခံမှန်းထားတယ်။ဒါမှမဟုတ်လို့ရှိရင်လည်း January လကုန်ကန်ဒီမှာတော့ပြီးဆုံးမှာ အဲ့ဒါမှကျွန်တော်တို့ကဒီနောက်တစ်ဆင့်ဖြစ်တဲ့ဒီဆူရကောင်းနှုတ်ချက်ပြပွက်တွေထုတ်နှုတ်တာဒီပွဲမှာပြတ်တတ်ဖို့တကူကျွန်တော် animation တွေစာတန်းတွေကျွန်တော်ပြင်ဆင်ဖို့တကူလဲကျွန်တော်ကစီစဉ်လို့ရမှာဖြစ်တယ်ပေါ့เนาะ မနစ်ကနဲ့ဒီနှစ်နဲ့ဘာကွာလဲဆိုမနစ်ကတော့ကား90ကျော်ဒီနှစ်ကတော့ကား80ကျော်အဲကားရဲ့ရည်သေးတွေကတော့ဒါကပြည့်တက်တယ်တည်ရတိုင်းပဲအဲ့တော့ရင်ခုန်စရာကားကြီးလည်းပါတယ်အဲ့တိပြရင်မခုန်ဒီကုန်ဝေးမရှိတဲ့ကားလေအများပြပါရှိရတယ်လေတွေ့ရမှာဖြစ်တယ်ဒါကတော့ဒီလက်ရှိရှိရနေတာတည်ကြတာတော့ကျွန်တော်တို့ကတော့ပြဿနာပါတယ်ဆိုတော့အကြီးတော့ရတော့ပုံများလာတယ်ပြဿနာရတော့မဟုတ်ဘူးနှစင်ခေါမှုပေါ့တက်မှတ်ထားတဲ့အချိန်ကာလတဲ့ဝင်အောင်နဲ့နောက်တစ်ခုကကျတော့တက်မှတ်ထားတဲ့ဆန်ကျင်ဆန်ညွန့်နဲ့ကိုက်ညှိအောင် နောက်တစ်ခုကဒီတက်မှတ်ထားတဲ့အခြေသွေးရရှိအောင်ဆိုတဲ့ဒီစိန်ခေါ်မှုတွေတော့ကျွန်တော်ကအဲရည်ဆိုင်ရတာဖြစ်တယ်။ဘာကြောင့်ဒါအလိုမျိုးကန့်သတ်လိုက်တာဖြစ်လဲ။သူတို့ရဲ့နုပညာလှူရှာမှုတွေကိုတော့သူတို့ကဟိုလွတ်လပ်စွာဟိုပြောဆိုခွင့်ပေးထားပါတယ်။သူတို့ကိုယ်ကကိစ္စတွေကိုကျွန်တော်လွတ်လပ်ပြောဆိုခွင့်ပေးတာ။သို့တော့ဒီကဲ့ဖြတ်ခြင်းရဲ့ဒီအထင်မြင်ချက်ကိုတော့ကျွန်တော်တို့က အာဒီမီဒီယာမှာကျွန်တော်ဖြည့်ဆွခြင်းမပြုပါနဲ့ဆိုတော့ကျွန်တော်ကတမ်းဟိုမြစ်တရရခံထားတယ်မြစ်တရရခံထားတယ်ဒါကဒီနှစ်မှာမြစ်တရရခံတယ်မဟုတ်ဟိုအရင်နှစ်တည်းကမြစ်တရရခံတယ်ဥပမာဆိုကြပါစို့ကျွန်တော်ကနေပြီးတော့မင်းသားမောင်ဖြူကိုကျွန်တော်ကသဘောကျဆိုပြောလိုက်တယ်အဲကျွန်တော်ကကျွန်တော်ကပြီးတယ်ဆိုပြီးကျွန်တော်ပြောလိုက်လို့ရှိရင်ကျွန်တော်ရဲ့ဆန္ဒတစ်ခုသာဖြစ်တယ်ဒါပေမဲ့ဒီကက်ဖြစ်အားလုံးရဲ့ဆန္ဒမဟုတ်ဒါပေမဲ့ဒါကြီးတစ်ခုတည်းကိုယူပြီးတော့လေပြည်သက်ကအဲ့လိုဆွဲပြီးတော့အထင်မြင်လွဲမှမှာဆိုရတယ် ဲ့လိုဆိုလို့ရှိရင်လေဒီလူကအဲ့လိုမျိုးထုတ်ပေါ်ပြောခြင်းအဖြစ်ကအာကောင်းကျိုးထက်ဆိုးကျိုးဘက်ကိုသွားတဲ့နောက်တော့ကွာဟိုအကျိုးထက်အဖြစ်ကိုသွားတဲ့အနေအထားမျိုးတွေအများကြီးရှေ့မှာကြုံခဲ့ပူးတဲ့အခါကျတော့ကြုံနေရတဲ့အခါကျတော့ဒါကဒီလူမျိုးထုတ်ပေါ်မပြောတာအကောင်းဆုံးဖြစ်တယ်လို့ယူဆတဲ့အတွက်ကြောင့်အားလုံးမပြောပါနဲ့ဆိုပြီးတော့မြစ်တန်ရဲ့ခန္ဓာသဘောပါသူတို့ရဲ့ဒီခုစုကြီးမြင့်ပွဲမှာသူတို့အခုကဲပြတဲ့အချိန်မှာသူတို့ရဲ့ထင်မြင်ယူဆချက်ကိုသူတို့ပြောလဲခြင်းအပြင်ကဥပမာပြော ကျွန်တော်ကိုကောင်းတယ်ပြောလို့ရှိရင်ကျွန်တော်နဲ့အတူတူအပြိုင်ဖြစ်နေတယ်တယောက်ကမကောင်းသူ့ကိုမကောင်းဘူးလို့ပြောရမရဘူးလားအဲ့ခါကျတော့အဲ့ယူတဲ့မျောလင်းချက်ကမဆိုးရှုံးသွားနိုင်ဘူးလားဆိုတော့ကြပါစို့မရနိုင်ဘူးဆိုရင်တော့မှသူ့မှာမျောလင်းဖို့အတွက်ခွင့်ရရှိကိုရှိတယ်အဲ့တကြောင့်ဘလို့ပဲဖြစ်ဖြစ်ဒါကဟိုဟိုစွတ်ပြောသလိုပဲလေပြောလိုက်လို့ရှိရင်ရလိုက်တဲ့အချိုးကျစုထက်ကိုဆိုးကျူကပို့ပြီးတော့မြားပြတာပေါ့လူတိုင်းရှင်ကုန်ကွင်းရှိရစုကြီးလေအာအရင်တော့လို့ပေါ့ပြီးခဲ့နေတဲ့ဆိုရင်မိကုန်းတစ်ခုကျွန်တော်တို့မေကျွန်တော်မေဘူးပေါ့ LGBT တွေကိုဟော မပေးဘူးလားပေးပေးနိုင်ပြီတော့မဟုတ် AGPD ရဲ့ရင်ခုန်မေးရှိရဆိုသလိုပဲအဲ့လိုပဲဒီအကဲပြတ်ဖို့တော့ကသူကသူ့ရဲ့ထင်မြင်ချက်ကိုသူကထုတ်ဖို့ပြောကြည့်လိုက်ခြင်းအပြင်သူပြောလိုက်တဲ့လူတယောက်ကတော့ okay ကောင်းမယ်ပဲကျန်တဲ့မျော်လင့်ချက်ရှိတဲ့လူတယောက်အနေနဲ့ကကျတော့သူဒီနေ့ကသူ့ရဲ့ခန်းစားချက်ကကောင်းစရာနိုင်စရာမရှိဘူးလေဒါကတော့အလုံးလဲအဲ့လိုလေးလေးကိုယူဆမယ်လို့ထင်ပါတယ်အဲ့ယူဆတဲ့နေရာတွေပဲပြောပြကျွန်တော်ကဒီအားကြောင့်ကောင်းကျိုးထက်ဆိုးကျိုးများလို့ကျွန်တော်ကမပြောခိုင်းတော့ ပြိတက်ကိုပါလဲဆိုပြိတက်ဝေဖန်တောင်းတော့အမြဲနားထောင်နေဆိုတော့အာပြိတက်ကိုမြစ်တိုင်ခိုင်းပြီးတော့အတီးပေးချင်ပါတယ်ကျွန်တော်အမြဲနားထောင်နေတယ်ဒီတက်နိုင်ဆုံးဒီဘက်ကနေပြီးတော့အမှန်ကန်နေဖြစ်တဲ့နေဆိုလို့ရှိရင်တက်နိုင်ဆုံးဒီဘက်ကနေပြီးတော့ညှိနှိုင်းပြီးတော့အမြဲတမ်းပြင်ဆင်ပြီးတော့တုံ့တက်ပြီးတော့လှုပ်ဆောင်နေတယ်အဲမားတယ်ဆိုလို့ရှိရင်လည်းပြိတက်ကထင်မြင်မှုမားတယ်ဆိုတော့ပြိတက်ထင်မြင်မလွဲအောင်ကျွန်တော်အမြဲတမ်းတက်နိုင်ဆုံးကြိုးစားပြီးတော့ဖြည့်ရှင်းပြီးတော့လှုပ်ဆောင်ပြီးတယ်အဲ့လိုလိုပဲပြောနေပါတယ်